ကျွန်မအဖေလက်ထက်ကပဲရောင်းခဲ့တယ်ကျွန်မတို့နေမှာဒီလိုမျိုးကြော်တယ်ပေါ့နော်ရန်ကကြော်နဲ့မတူပါဘူးအဲ့ဒါလေးကတော့ဒီလိုအချင်းကြီးလေးနဲ့စရင်အရန်ကောင်းပါလေကျွန်မတို့လည်းကထူးခြားချက်ကတော့ဒီမှာငါးလေးကိုကြော်ထားတာပေါ့ငါးလေးကိုအမှုန့်ထောင်းပြီးတော့ကြော်ထားတယ်ပြီးတော့အာလူးလေးနဲ့အလိုတုပ်တယ် ရခိုင်မုတ်တီအရန်ရောင်းရတယ်။ရခိုင်အတုတ်ရောင်းရတယ်ပေါ့။နော်လိုက်ရောင်းရတယ်။ကုံတယ်လန်းကုံတယ်လန်းကမုံမင်းရှိရာဘိုကလေးဇီလန်းအမှတ်64မြင်းကြီးတက်ဖြစ်ပါတယ်။အဲ့ဒီမှာတော့မမုံငပလီမမုံနဲ့မိသားစုလို့စိုက်ပုတ်လေးရေးထားပါတယ်။လမ်းထဲဝင်ဝင်ကြီးလေးမှာတိုက်နဲ့တိုက်ကြော်တာနဲ့ရောက်ပါပြီ။ ်ဒီရောက်ဘဲကိုကျေးဇူးတင်ပါတယ်အခုလိုလာရိုက်တဲ့အတွက်ကျွန်မနာမည်ကတော့မမိုဖြစ်ပါတယ်ကျွန်မရဲ့ဆိုင်လေးကတော့မမိုနေမီတာစီမဖီဆိုင်လေးပါအခုမီဒီယာကွင်းကိုမိတ်ဆက်ရှင်တာကတော့ဘူတီကျော်လေးပါဒါကျွန်မတို့ရခိုင်မှာကျော်တဲ့ဘူတီကျော်ပေါ့ဒီရရန်ကကျော်နဲ့မတူပါဘူးအဲ့အလေးကတော့ဒီလိုအချင်းကြီးလေးနဲ့ဆိုင်အရန်ကောင်းပါလေ။ ਨੇ စတိုင်လေးပေါ့ကိုကိုစတိုင်နဲ့ကိုဆက်ထားတာပေါ့အရန်ကောင်းတယ်။ညခုတွဲဆိုင်ကတော့သူ့ကိုကတော့တုတ်ဆလို့လည်းကောင်းပါလေ။ ဒါခောက်ဆွဲကျမတို့ကဒီခောက်ဆွဲကိုကိုပြုတ်တယ်ပေါ့နော်ဒီကကိုကိုလက်လက်ဆက်ဆက်တထုပ်ကုန်ရင်တထုပ်ပြုတ်ပြီးတော့ရောင်းမယ်လက်လက်ဆက်ဆက်ပြအောင်လို့ပေါ့နော်ကြိုင်မကြီးမဲ့လေးရဲ့6ပြီးလေးရဲ့နဲ့ချင်းလေးရဲ့နဲ့စီကြက်လေးရဲ့နဲ့တုတ်တယ်ပေါ့ဒီလို အချင်းဖြောထားတာမတုံးဘူးပေါ့ငရုတ်စီအချင်းဖြောထားတာမတုံးဘူးစီကြက်လေးရဲ့ဒါကငရုတ် ငရုတ်စီကျမတို့ရှိသွားမှာငရုတ်စီခေါ်တာပေါ့ तू ကတော့ဒီဟင်းချက်တဲ့မှုံနဲ့ဟင်းချက်တဲ့ငရုတ်မှုံနဲ့ကိုစီးတက်ပြီးချက်ထားတာပါဂျင်းချက်သွန်ပြီးမွှေးမွေးလေးနဲ့အဲ့လိုစီးတက်ထားတာအမအကျော်ကဘာကျော်ထိုင်မှာလဲအစ်စ်တော်မဟုတ်ဘူးမဖဲနဲ့ဒီတိုင်းငါးချက်လေးနဲ့ရောပြီးတော့တုံးဟာဟောဟောကိုပါကိုပါကိုကျော်တာပါ တက်မရလေးစမ်းတယ်အဲ့ဒါလေးကနတ်မှွေးသွားအောင်လို့လေဒီမှာပဲမှုံလေးရဲ့ဒါကျမတို့လည်းကထူးခြားချက်ကတော့ဒီမှာငါးလေးကိုကြော်ထားတာပေါ့ငါးလေးကိုအမှုံထောင်းပြီးတော့ကြော်ထားတယ်ပြီးတော့အာလူလေးနဲ့အလိုတုပ်တယ်ကားလေးကအရင်စားကောင်းတယ်လေတုတ်စီစီမျိုးဆိုတော့ ဒါလေးကအမဲစုပ်ပြုတ်ခေါ်နော်လာပါဒီနော်လာကတော့ကျမအဖေလက်ထက်ကပဲရောင်းနေတာပေါ့နော်ဒီကရန်ကုန်ကနော်လာရင်းနဲ့မတူဘူးကျမတို့ကဒီလိုမျိုးတေးသေးလေးတွေပဲတခါတလုံးစားစားလေးတွေပေါ့အစင်းသစားစားလေးတွေလုပ်ထားတာအယိုးလေးနဲ့အသားလေးနဲ့ဖြားပြီးတော့လေအာလူးလေးလည်းပါမယ်ပဲလေးတွေလည်းပါမယ်ချက်သွန်လေးတွေနဲ့အလိုမျိုးလုပ်ထားတာပါအားလေးကတော့ဒီလိုငရုတ်ကောင်းလေးထည့်မယ် ောက်ရလေးထည့်မယ်နနမင်းလေးကြိုင်နနမင်းလေးဒီလိုချက်သွင်းလေးတွေထည့်မယ်တမ်းရိုင်းလေးညှစ်ပါတော့เนาะဒီနော်လာတပွဲကတော့3000ရောက်ပါလေအဲ့ဒီတော့ကြာခဏ10လောက်ရှိပြီဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဒါစာတူရပြန် ဇာတိကတန်တွဲငပလီပေါ့တန်တွဲမြို့နယ်ဟုတ်ကဲ့အေးရပါဆက်ဟုတ်ကဲ့ရခိုင်မုတ်တီဆိုတာကတော့အနေနဲ့ရဲ့ရကလူတိုင်းကြိုက်တဲ့ပစ္စည်းဆိုတိုက်နှစ်တက်တဲ့ပစ္စည်းဆိုတော့အလိုထဲ့ရောင်းရနေကြပါဘုံဟင်းကားတွေမုတ်တီတွေနဲ့လည်းနာမည်ရသွားလို့ဆက်ရောင်းဖြစ်တာပါရခိုင်မုတ်တီအရန်ရောင်းရတယ်ရခိုင်အတုတ်ရောင်းရတယ်ပေါ့နော်လိုက်ရောင်းရတယ် ျမအခုတုတ်ပြမှာတော့ရခိုင်မုတ်ဖတ်တုတ်လေးဖြစ်ပါတယ်ရခိုင်အာဘူးချာဘူးတုတ်ပေါ်ကျမတို့နေမှာခေါ်တာတော့ဆုံးဆုံးမုံလေးထည့်တယ်မထည့်ခြင်းလဲမကြိုက်တဲ့လူလဲမထည့်လို့ရတယ်ဘာလို့လဲဆိုတော့ကျမတို့ကဒီမှာအယုတ်တိအနှစ်ကို9နဲ့9မြများနဲ့ချက်ထားတဲ့အတွက်မထည့်လဲရတယ်ပေါ့မကြိုက်ရင် မထည့်လို့ရတယ်ပေါ့ဒီတိုင်း9ရဲ့ငပိရဲ့အယုတ်ပြီးရဲ့အချင်းရဲ့ထည့်ချက်ထားတာလေးပါအားလေးနဲ့ဒီကံရိုးရိုးရှင်းရှင်းလေးပါ ။သူကတော့ချင်းဆက်ကလေးအရန်စားကောင်းတယ်ပေါ့။ဟောကျမရှိမအခုအသေးလောက်ထားတာပေါ့အခုဒီဥစားတော့6000ကျော်ခေါ်တာပေါ့ကျမတို့နယ်မှာဒါတွေကအလှူရှင်ပြူတွေမှာဆိုရင် ဒါမျိုးငါ6000ထောင်ကျော်လေးကျော်ထားပေါ့ငါ6ကိုထားပြီးတော့အမှုံကျော်ထားတာအချိုလေးပေါ့အဲ့ဒါကိုကြက်သွန်ဖြူကြက်သွန်မီလေးနဲ့ကျော်ထားတာအရန်စားကောက်ပါလေအမျိုးပေါင်းကတော့အများကြီးပါပဲ ဘယ်နှစ်မျိုးလောက်ရှိဦးလဲ30လောက်တော့ရှိမှထင်တယ်30ဟောဟောဟော30 30ကျော်လောက်ရှိမှထင်တယ်ကုန်တယ်လန်းကုန်တယ်လန်းကမုံမွင်းရှေရဘိုကလေးစည်းလန်းအမှတ်64မြင်ကြီးတက်ဖြစ်ပါတယ်အဲ့ဒီမှာတော့မမုံငပလီမမုံနဲ့မိသားစုလို့စိုက်ပုတ်လေးရေးထားပါတယ်လမ်းထဲဝင်ဝင်ကြီးလေးမှာတိုက်နှစ်တိုက်ကြော်တာနဲ့ရောက်ပါပြီ